မနေ့ကတော့ကျွန်တော်တို့ KNU KNL နဲ့ PDF အမိခံအကျမ်းဖက်တောင်းချသူတွေယာယီထိမ့်ချုပ်ထားတဲ့ဒေဂေကောဒေတာရှုခင်းတာနဲ့ဆွဲတော်ကုန်းစခန်းပြန်လည်သိမ့်ပိုက်ရရှိရနဲ့ကျွန်တော် KK Park မှာတရားမဝင် လုပ်ငန်းများမရှိစေရည်နေနေစုံမွေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့တရင်ကိုထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးဒီနေ့မှလည်းမီဒီယာများရဲ့ ဒီကေကေပတ်နဲ့ပတ်သက်ပြီးမိကိုများမိများလာတာရှိပါတယ်။ဒါတွေကိုတပေါင်းတစည်းတည်းကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်။ပထမဆုံးတော့ကေကေပတ်ရဲ့တမိုင်းကြောင်းနဲ့ကေကေပတ်ဖြစ်လာတဲ့ကိစ္စတွေပြောပြလိုက်ရင်အလုံးရှင်းလင်းသွားမှာဖြစ်ပါတယ်။ကေကေပတ်ဆိုတော့မြဝတီမြို့တောင်ဘက်မဲထော်တလေးကြီးရွာနီးထိုင်းမြန်မာနယ်စပ်တောင်ရင်မြကံပေးမှာရှိပြီး KNU တပ်မဟာ6ရဲ့လှုပ်ရှားနေမြေမှာ ရှိတာဖြစ်ပါတယ်။ PGF ကရွှေကုတ်ကုံမျိုးသေးစီမံကိန်းဆိုတော့မြောက်ဝီမျိုးရက်ကျွန်တော်တို့မြောက်ဖက်မှာရှိတာပဲဖြစ်ပါတယ်။ KGP မျိုးသေးစီမံကိန်းရဲ့အနောက်ဘက်မှာတော့ Leaky Core မျိုးသေးရှိပါတယ်။အဲ့မှာတော့ဒါငញ្ញဲအကျိုးပန်းမှုအထိမ်းအမှတ်ဖြစ်ကရင်ပြည်နယ်အစိုးရဖွဲ့ဝင်ကြီးချုပ်တဲ့ KNU ရခင်ဥက္ကဋ္ဌ ဆောမှုဒူစေဘိုးတို့ကဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းရဲ့အကူအညီနဲ့2015ခုနှစ်ကတည်ဆောက်ခဲ့တာဖြစ်ပါတယ်ဒီနောက်ပိုင်းမှာ KNU များဝင်ရောက်သိမ်းပိုက်ပြီးနေဂန်ဒီကိုနှင်ထုတ်ပြီး KNU PDF အဖွဲ့တွေနဲ့သူတို့အဖွဲ့အထောက်အကူပြုအဖွဲ့တွေပဲနေနေတာဖြစ်ပါတယ်ကေကေဘတ်ချင်းမင်းကိုလှုပ်ဆောင်ဖို့အတွက် KNU ရဲ့မူလအီအလင်းဆိုတဲ့ကုမ္ပဏီနဲ့ထိုင်းနိုင်ငံမှာရှိတဲ့ကုမ္ပဏီတစ်ခုတို့ ကနဝူးလောက်ွက်အတွက်လုပ်ငန်းမြေငားရန်ကသဘောတူညီမှုကို2020ခုနှစ်ဖေဖော်ဝါရီ18ရက်နေ့မှာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။အဲ့သဘောတူစာချုပ်ရဲ့မြေငားပေးသူတည်သက်တည်များမှာပူလီအလင်ဘက်ကလက်ရှိ KNU ဥက္ကဋ္ဌဖဒိုးစောကော်ထူဝင်းငါ KNU ဗန္ဒာရေးကော်မတီဘိုးအနေနဲ့လက်မှတ်ရေးထိုးထားပြီးယခင် KNU ကာကွယ်ရေးဌာနတာဝန်ခံပူမူကြီးစောရောဂျာခင်ကလည်း KNU ဘန္နာရေးကော်မတီဘိုအနေနဲ့လက်မှတ်ရေးထိုးခဲ့ပါတယ်။စာချုပ်မှာ9ရန်လို့တဲ့မြေစုစုပေါင်းဧက100ခန်းကို နှစ်ပေါင်း35ရန်ပို့သဘောတူထားကြတာကိုလည်းတွေ့ရပါတယ်။ဒီစာချုပ်တရားအခိုင်အမာရှိနေတဲ့စာချုပ်တွေဖြစ်ပါတယ်။စာချုပ်ပါအချက်လက်တရားဆိုရင်တေဧကကိုတစ်နှစ်ဗတ်35000လုံးတဲ့မြေတရားဧကအတွက်တစ်နှစ်လျင်ဗတ်3000ခွဲဖြစ်ပြီး6လ30ပေးချေပါမယ်လို့ကတိပြုထားတာဖြစ်ပါတယ်။ ဒါပြင်ဧက30အတွက်လုံခြုံရေးစောင့်ရှောက်ခအဖြစ် KNU အတွက်တလဘန်ငါသိန်းသတ်မှတ်ထားပြီးစီမံကိန်းဧရိယာကျယ်ဝန်းလာတဲ့နေရာလုံခြုံရေးစိတိုးမြင့်ပေးမယ်လို့လည်းအိုက်စာချုပ်မှာကတိပြုခဲ့တာတွေ့ရပါတယ်2022ခုနှစ်မေလထဲမှာ KNU နဲ့ Front Asa International Holding Group ကြားမှာစာချုပ်ထချုပ်တာမှာတော့မူလူ၏အလင်းကုမ္ပဏီမဟုတ်တော့ဘဲနဲ့ KNU ကဗိုလ်မှူးချုပ်အစင်းစီတဲ့စောနေမီလွင်ဦးစီးတဲ့ Trust Town Company နဲ့စာချုပ်ပြောင်းလဲချုပ်ဆိုခဲ့တာတွေ့ရတယ်။ပြပရင်းနှီးမြှုပ်နှံသူတွေမှာတော့ဒါရခိုင်ကော်မတီတခုနဲ့ကမ္ဘောဒီးယားနိုင်ငံတီဟာနုဘေးစီးပွားရေးအသင်းတို့ပူပေါင်းပါဝင်တာကိုလည်းဖော်ထုတ်သိရှိရပါတယ်။ဒီတီဟာနုဘေးဆိုတဲ့ကမ္ဘောဒီးယားနိုင်ငံကကာစီနိုမြို့တော်ဖြစ်ပါတယ်။ကမ္ဘောဒီးယားဝန်ကြီးကျော် ဟွန်ဆန်က online လောင်းကစားလုပ်ငန်းတွေအရေးယူတော့မယ်ဆိုပြီး2019ခုနှစ်ဩဂုတ်လ16ရက်နေ့မှာကြော်ညာလိုက်တဲ့နောက်ပိုင်းမှာဒီ online လောင်းကစားလုပ်ငန်းတွေဟာမြန်မာနဲ့ဖိလစ်ပိုင်ဘက်ကိုပြောင်းရွှေ့လာတယ်လို့လည်းသတင်းသိရှိရပါတယ်။အဲဒီသတင်းချက်လက်တွေကိုကြည့်ရင် KK Bus စီမံကိန်းဆိုတာ KNU ကခေါင်းဆောင်တွေကိုယ်တိုင်ပါဝင်ပတ်သက်နေတယ်ဆိုတာသင်ရှားတာတွေ့ရပါတယ်။ငွေကြေးရယူလိုမှုတစ်ခုနဲ့နိုင်ငံတော်ပိုင်မျိုးကိုဥပဒေမဲ့ဆိုတာလွဲသုံးစားလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးမနေ့ကသတင်းမှလည်းကျွန်တော်ထုတ်ပြန်ပြီးဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီး ညီနေရာနဲ့ပတ်သက်ပြီးခွင့်ပြုထားတာတော့လှုပ်ဆောင်ထားတာတော့တရားဝင်တစ်ခုမှမရှိကြောင်းတွေ့ရပါတယ်။နောက်ပြီးတော့အဲ့ဒီနေပေါ်မှာလှုပ်ဆောင်နေတဲ့လုံစားလုပ်ငန်းတွေကိုလည်းအခါကျင်းငွေယူပြီးကြီးစားကာကွယ်မှုများလှုပ်ဆောင်ပေးနေတာပဲဖြစ်ပါတယ်။ဒီလုံငန်းရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်။ online လုံစားလုပ်ငန်းတွေကိုကာကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်အောင်လှုပ်ဆောင်ပေးနေတဲ့အခွင့်အစည်းပဲဖြစ်ပါတယ်။ဒါပတ်စံသာရမယ်ဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးတဲ့ကြီးစားအကြမ်းပြက်သမားတွေဖြစ်တဲ့ GNU အဖွဲ့ကိုနိုင်ငံတကာနဲ့တိုင်းသာပြီးပါပြည်သူတရားလုံးကဝိုင်းဝန်းစန့်ကြကြဖို့လူချောင်းပြောကြလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။